င်္ဂလာပါရှင်မောင်ဝင်းကျောင်းတို့ရန်ဒီကျူဇွန်လိုက်ပါတယ်ဒီ channel ကနေပရိသတ်များအတွက်ဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးဆရာရေဖုံးသွင်းရဲ့ဟန်တာရီနေထွက်ချိန်ဆိုတဲ့ဇလံလေးရဲ့ဒုတိယအတွဲအပိုင်း73ကိုတင်ဆက်ပေးသွားမှာပါဇလံလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်အမတ်တန်ရစစ်ကူရအောင်တားမယ်လို့ဆုံးဖြတ်ပြီး သူရှင်ရှိမှာ ရဲရဲဝံ့ဝံ့ဒူးထောက်ချတယ်။သူ့ရှင်ပြအင်းဝဘီရင်ဒီလိုပြုတာအရှင်အတွက်ကောင်းမှုဖြစ်နေပါပြီဗျာ။အင်းဝမင်းကအရှင်ကောင်းမှုဖြစ်စည်းနိုင်ခြင်းကရဲရနာသုံးပါးကိုစော်ကားလိုက်ခြင်းနဲ့မတူသလိုဗျာ။ဒါကြောင့်အင်းဝဘီရင်ကရဲရနာသုံးပါးနဲ့သာသနာတော်ဖြစ်သူဖြစ်လို့မိမိကိုယ်ကိုဖုံးကန်နေအောင်ပြုလုပ်လိုက်ခြင်းပါ။မိမိအဆွေကိုမိမိချိုးတာနဲ့တူပါလေဗျာ။အရှင်ရဲ့ကောင်းမှုကရှိစက်သုံးချလှူဒန်းထားတာမို့အမှုတော်အထမြောက်ခဲ့ပါပြီ။ကျောင်းစီရက်ကလည်း တာသနာပိုင်ဖြစ်ခဲ့ပြီ။ဒါကိုဖြည့်ဆည်းလိုက်တဲ့အပြစ်ကဘရင်မင်းကောင်ပုံမှန်သာတီးပါလေဗျာ။တာသနာတော်ဖြတ်သူဖြစ်လို့ဘရင်မင်းကောင်ကတေးလို့ရင်အပင်ငယ်ရဲ့သာလာရမယ်။သူရှင်ရကောင်းမှုအကျိုးသာခံစားရမိမယ်။ဒီအပြစ်ကြောင့်အင်းဝဘရင်ကနောက်နောက်သူရှင်နဲ့စစ်ပြုတ်ရင်နိုင်ပွဲရမရှိတော့ပါဗျာ။မင်းကြီးပြက်စလေသူရှင်ရဲ့ရှိတော်မှာဝင်ပြီးဒူးထောက်လိုက်တယ်။မှန်ပါဗျာ။တီးခန့်တော်မူပါဗျာ။ဖះရောင်တို့ဖြည့်ကျင့်အပ်တဲ့ပါရမီ၁၀ပါးမှာ ခန္ဒီဆိုတဲ့တီးခန့်ခြင်းတရားကလေတပါမူလားဖျားတခြားတစ်ဖက်မှာလေထွက်ပြီးသားစင်စွေဝင်လာမရှိတယ်လို့မင်းတို့ရဲ့အမိန့်ကိုရုပ်သိမ်းတာလည်းမသိမှာဖျားအခုတော့သူရှင်ကပြန်မေဆိုပြီးမှသာသနာဖြစ်သူကိုမြက်ပြီးပြန်ဆန်အောင်မေဆိုတာတရားနီလည်းမကြပါဘူးလို့ကျွန်တော်မျိုးတို့ယူဆကြောင်းပါဖျားမကြီးနှစ်ယောက်ရှောက်တင်ချက်ကြောင့်သူရှင်တွေးဝေသွားတယ်ချက်ချင်းဆုံးဖြတ်ချက်မချနိုင်ဖြစ်နေတယ်တစ်ဖက်မှာလက်ကုံးရင်ဥပါကောင်းတမိန်အဝနိုင်တော့ သူရှင်ဘလို့မိတ်မောင်စောင့်နေကြတယ်။သူရှင်ကမျက်နှာလွှဲနေရနေအင်းဝဘဲတစ်ခါပြန်ကြည့်တယ်။တစ်ခါပြန်ပြီးမျက်နှာလွှဲသွားတယ်။တဖန်အမတ်ကြီးကိုကြည့်ပြီးမျက်နှာလွှဲသွားပြန်တယ်။ဆက်ပြီးတော့စုံကြတော့ခတ်တူတူမိတ်ပြီးတဲ့နောက်သူရှင်အဆောင်တော်အတွင်းကိုခတ်သွက်သွက်ဝင်သွားတယ်။ဒီတော့မှအမတ်တိန်နဲ့မင်းကြီးပြက်စားတို့လည်းတပြင်းချနိုင်ကြတယ်။နေတဲ့တွေဆက်ပြီးစုံစင်းကြတယ်။ပကံကိုရောက်ပြီးဖျားဖူးပြီးတဲ့နောက်ဆက်ပြီးတော့စုံကြတယ်။ အင်းဝါလိုက်လံတိုက်ခိုက်တဲ့ဘေယကာမဏိနဲ့ရှားစတကြံတို့ရဲ့မြင်းတက်ကပကံအရောက်မှာသူ့ရှင်ရဲ့တက်ကိုမိနာတယ်။စနေဟူလျှောက်တော့စကြူဖျားကိုတက်ပြီးဖူးဖူးပြင်ဆင်ကြတယ်။ရှေ့ချီတက်တွေကကြီးတက်ကိုရောက်နေပြီးကြီးချောင်းတက်တွေကလည်းဖျားထက်ကိုကြိုရောက်နေတယ်။တွေးတော့ဟန်တာဝရီမှလည်းစင်းတူတော်ရှိရဲ့။အဝပြေကစင်းတူတော်မှာပင်အောင်မလို့လား။ဖျားဘုရားညံတော်တဏောင်ခန့်ရှိတဲ့စကြင်ကြောင်းနဲ့ထုထားတဲ့ဖျားစင်းတူတော်မှယူနေတာကြောင့် ဥပါကောင်ကလကုံးရင်ကိုလှမ်းပြီးတော့ကြီးစေတယ်။လကုံးရင်ကဥပါကောင်ကိုကြည့်ပြီးတော့ရှိတယ်။သွေးတောင်နှမငွေကေတာဘာသာတရားကိုင်းဆိုင်နေမို့လား။ဒီစင်းနူတော်လေးကကျို့တို့တိုင်ကလားဆိုင်ရင်ကဖျားဆောင်နေစုတပ်ပဲတင့်တယ်လိုက်မဲ့ဖြစ်ချင်းများ။လကုံးရင်ကလက်ထဲမှာပင့်လာတဲ့ဖျားစင်းနူတော်ကိုကင်မြောက်ပြီးဥပါကောင်ကိုပြတယ်။ဥပါကောင်ကလည်းသဘောကျတာကြောင့်လကုံးရင်ကိုကြည့်ပြီးပြုံးနေတယ်။ဖျားပေါ်မှာဖျားဖူးကြတယ်ဆိုပေမဲ့ကျန်သူနေမီဖြစ်လို့လက်နဲ့တွေမချဝင်ဘူး။ ကျောမှာလွေထားကြတယ်။လကွင်းတို့လင်မယားချစ်ချက်ကတော့ဟိအင်းဝါကြောက်ပြန်တော့ဘကိုးတည်နေတယ်ဟိတမိန်အဝနဲ့ရလကွင်းကိုလှမ်းအော်ပြီးတော့နောက်တာကြောင့်ဥပါကောင်နဲ့လကွင်းရင်တို့ရှိကြတယ်။ဥပါကောင်ကရှိနေရနေအဝင်းကိုရှုပ်တင်းရဲ့ကြည့်ပြီးတီးသွားပြီးတော့တနေရာကိုစူးဆိုင်ကြည့်နေတယ်။အဝတက်ကျုပ်တို့နောက်လိုက်လာတာပဲ။ပကံမာရီကကျုပ်ရိပ်မိနေတာ။ဒီကောင်ကမလိုက်ရင်းလာဘူးထင်နေရ။ခုတော့တွေ့ပြီပေါ့။ဥပါကောင်နှုတ်ကပြောဆိုပြီးကျောမှာလွေထားတဲ့လှန့်ရှီကိုဖြုတ်နေတယ်။ နှကွင်းရံလေးဥပကောင်းကြည့်အောင်ကြည့်မိတယ်။အင်းဝမြင့်တက်သားတစုမိမိတို့ရှိရာကိုဥတီနာနေတယ်။နှကွင်းရံစစ်နဲ့ကြုံတော့မယ်လို့ယူဆပြီးလက်ထဲပိုက်ထားတဲ့ဆင်းလို့တော့စေးရီတော်ပေါ်ပြန်တင်ပြီး ကျောမှရှိတဲ့ဓာတ်ကိုဖြုတ်လိုက်တယ်။အချိန်ခဏအတွင်းမှာပဲဥပကောင်းတို့မြင်းပေါ်ရောက်နေပြီးအင်းဝတက်ကိုခံမှုပြင်ကြတယ်။နောက်ကပါလာတဲ့သူရှင်ရဲ့ဖောင်းတော်လေးဆန်လီကိုစိုက်လာပြီ။ကန်းထက်မှာဟန်တာရီကြီးတဲ့နဲ့အင်းဝမြင်းတက်တွေလုံထွေးနေကြတယ်။ ငင်းချင်းတိုက်ကြရမှာဥပါကောင်ကအရှင်ရရေတန်းနဲ့လိုက်ပါခဲ့ပြီးအခုကြီးတိုက်ပွဲမှာကြုံရမင်းကိုစီးရတော့မြင်းရမိမိနဲ့အသားမကျတယ်လို့ဖြစ်နေတယ်။အင်းဝတက်မှုတွေကဟန်တာရီတက်မှုလို့ယူဆရသူတွေကိုရွေးပြီးတော့တိုက်ကြတယ်။အင်းဝမြင်းတက်ကနောက်ကထက်ပြီးတော့လာလို့ပို့ပြီးတော့အင်းအားများတယ်။မိမိတက်တွေအတိုက်ခံနေရလို့သူရှင်ရစတိတွေလည်းဖောင်တော်ပေါ်ကနေဆင်းပြီးကန်းထက်တက်တော်တယ်။ဥပါကောင်နဲ့အင်းဝမြင်းစီသူရဲတို့တဲတန်တိုက်ခိုက်နေကြတယ် အင်းဝမြင်းတီဟာဥပါကောင်ကိုရှုပ်တရက်လှန့်နေထိုးတော့ဥပါကောင်မြင်းတစ်ဖက်နံပါတ်ကိုကက်ပြီးတော့ရှောင်းနေဒါပေမဲ့မြင်းနဲ့လူအသားမကျလို့လှမ်းမြင်းကိုထိုးမိပြီးမြင်းလဲသွားတယ်ဥပါကောင်လည်းမြင်းထက်ကကြတယ်အင်းဝသူရဲ့မြင်းထက်ကကြတဲ့ဥပါကောင်ကိုမြင်းပေါ်ကနေလှန့်နေဆင့်ပြီးတော့ထိုးတယ်ဥပါကောင်ကကိုယ်ကိုနုံပြီးရှောင်းတာကြောင့်ပေါင်ထိုးမိပြီးလှန့်သွားဆိုင်နေတယ်တတိမလွတ်တဲ့ဥပါကောင်ကလင်းမြန်စွာပဲအဲ့ဒီမြင်းစည်းသူရဲ့ကိုလှန့်နေဖျက်ပိုင်းတယ် ဘောင်ကလှန်ချက်ကသွေးထွက်ပြီးနားတာကြောင့်ဟန်ချက်ပြက်ပြီးအင်းဝမြင်းတီကိုမထိနိုင်ဘူးအင်းဝမြင်းတီရဲ့မြင်းကိုပိုင်းမိပြီးမြင်းလဲသွားတယ်မြင်းလဲတော့အင်းဝမြင်းတီမြင်းထက်ကအကျမှဥပါကောင်တမယာတီကိုလှန်နဲ့ခုတ်ပြီးတော့ချမ်းလိုက်တဲ့လူမျိုးမြင်းတီကိုလှန်နဲ့ခုတ်ပြီးခေါင်းနဲ့ကိုပိုင်းချလိုက်တယ်စုတ်ဟိလူတွေမဟုတ်တော့ဘူးဘလူတပတ်တွေပဲနောက်ထပ်တက်လာကြတဲ့အင်းဝမြင်းတီတွေကြောက်ပြီးတော့ဥပါကောင်နာမကဲဝင်မေးပြန်စုတ်ဖို့ပြင်နေတယ် ။စုပ်ပြင်းရဲ့အင်းဝမြင်းတီတို့ဥပါကောင်ကမိမိပေါင်မှာစူးထားတဲ့လှမ်းကိုနှုတ်ပြီးနှမ်းပြစ်တယ်။လှမ်းမြင်းကိုဆွဲပြီးမြင်းနဲ့တကွမြင်းစီသူရဲလဲဒလိမ့်ကောက်ကြီးကြတော့တယ်။ဒီနေရာမှာရွရွတဲတဲဖြစ်ပြီးဖုန်တွေလုံးနေတယ်။ဥပါကောင်ရဲ့ပေါင်မှာရှိတဲ့တန်ရာစူးဝင်လာတဲ့လှမ်းကိုနှုတ်တဲ့အတွက်သွေးတွေပန်းထွက်လာတယ်။အနီးကိုရောက်လာတဲ့သူရှင်ကမိမိလက်ပေါင်းမှာရှိတဲ့ဝင်လဲတော်စာကိုချက်ချင်းစုပ်ပြဲပြီးဥပါကောင်ရဲ့တန်ရာကိုစီးပြီးဥပါကောင်တားချိန်တော့မရလိုက်ဘူး။ ူရှင်ကဖျဲထားတဲ့ဝင်လဲတော်စံနဲ့ဥပါကောင်တန်ရာကိုပတိစီပေးတယ်။ဥပါကောင်ဖောင်တော်ထက်ကိုခေါ်သွားစံ။တန်ရာရတဲ့စစ်တီတွေပါတပါးရေးခေါ်သွား။ပြူစုလိုက်ကြ။သူရှင်မိနာကြောင့်တန်ရာရနေတဲ့ဥပါကောင်ကိုဖောင်ထက်ကိုစစ်တီတွေတိမ်မသွားကြတယ်။အခြားတန်ရာရသူတွေကိုလည်းဝိုင်းပြီးတော့တည်သွားကြတယ်။အင်းဝါလျှောက်တဲ့အထိငါတက်ကိုဘသူမှမတိုက်ဝင်ဘူး။စစ်လီရောက်မှအတိုက်ခံရတယ်။စစ်လီကိုမရရင်ငါမပြန်ဘူး။ဥပါကောင်လှန်ကျက်ထိတာမြင်တာကြောင့် ၎င်း၏ဒေါသပြင်းစွာထွက်ပြီးစုပ်ပြေးတဲ့အင်းဝမြင်းတီရဲ့နောက်ကိုတဟုန်တူးလိုက်တယ်။ဆလီကိုမရရင်ငါမပြောင်းဘူးဆိုရင်သူ့ရှင်ရဲ့အတန်ကိုလေ၎င်း၏ကောင်းကောင်းကြားတယ်။ဒါနဲ့လက်ကိုဘယ်ညာကင်ထားတဲ့၎င်း၏ကအင်းဝမြင်းတက်ကိုမိခံပြီးမှမိမိမြင်းရဲ့ထိတ်ကိုခြေနဲ့ကန်ပြီးအင်းဝမြင်းတက်မှရှိတဲ့မြင်းတစည်းပေါ်နှွားကနေခုန်ကူးတယ်။ခုန်ကူးရာအနီကျတော့တက်ဆုပ်ပြေးနေတဲ့အင်းဝမြင်းပေါ်မှာရှိတဲ့အင်းဝမြင်းတီကိုဒါနဲ့ပိုင်ပြီးခြေနဲ့ကန်ကြတယ် ၎င်းရံပြေးနေတဲ့အင်းဝမြင်းပေါ်မှာမတရက်စီးပြီးဓာတ်နှစ်လက်နဲ့အင်းဝမြင်းတီတွေကိုသေးကြီးမဲကြီးတိုက်တော်တယ်။ဟန်တာရီတက်တွေကအင်းဝတက်အစုပ်ကိုတမိန်ရောကရက်တမိန်တန်ကျေမဟာတမုန်တို့ရဲ့တက်တွေကလည်းလိုက်ပြီးတော့ဖိတိုက်တာကြောင့်အင်းဝမြင်းတက်တွေပြန်စုမရအောင်ပြတ်သွားတယ်။အင်းဝတက်ကိုနိုင်လိုက်လို့ဟန်တာရီတက်တွေစနေကိုအလွယ်ရတယ်။မြင်းနဲ့တကွာသောတုံမန်းများစွာကိုလည်းဖမ်းမိကြတယ်။ဘာခေါင်းလုံးကြားတက်အတိုက်ခံရတယ်ဟုတ်လား။ ခေါင်းလောက်ကျမှထားခဲ့တဲ့သမီးတော်နဲ့သမတ်တော်ရဲ့တက်အတိုက်ခံရကြောင်းသမိန်အဝနိုင်လာလျှောက်တင်ခြင်းဖြစ်တယ်။သူရှင်လေးတိုက်ခံရတဲ့ဆိုတဲ့တဲ့င်းကြောင်းမိင်းနဲ့တွေ့တဲ့မုံကြီးစိန်တို့ဒေါသထွက်သွားတယ်။မှန်ပါဗျာ။ဖမ်းမိထားတဲ့တုံမန်းတွေပြောစကားရခေါင်းလောက်ကျတက်ကိုစလင်းစားနှောရတာနဲ့ပြည်စားလက်ရပြန်ကြည့်လို့ညအချိန်လာတိုက်ကြောင်းပါ။ပြီးတော့ပြီးတော့ဘာလဲအဝနိုင်အရှင်သမီးတော်အရှင်သမီးတော်တလမီတော် ငါသမီးရောတနမေကြောင့်ဘာဖြစ်နေမြ мян တင်စမ်းတမိန်အဝနိုင်စကားထင်နေတော့သူရှင်ရစိတ်မရှိပဲအော်တယ်တမိန်အဝနိုင်ကြောက်လန့်ပြီးရှောက်တင်ရမှာဝင်လေးနေတယ်အမတ်တေးမင်းကြီးပြင်းစားလို့လေမျက်နှာမကောင်းအရှင်သမီးရောတနမေကြောင့်လက်ရပြန်ကြည့်တော့အင်းဝါကိုဆက်လိုက်ကြောင်းပါဖျားဘာအင်းဝါကိုဆက်လိုက်တယ်ဟုတ်လားချက်ချင်းအင်းဝါကိုဆက်မယ်အင်းဝါကိုမရရင်ငါမပြန်ဘူးသူရှင်ရဲ့အတန်မဲလိုက်ဖို့အတွက် ကူဝဟင်းအောင်လိုက်တဲ့ချင်းသိမင်းရဲ့အတံမျိုးဖောင်းတော်တစ်ခုလုံးဟင်းထွက်သွားတယ်။တမူးငယ်တွေဒေါသထွက်နေတဲ့ဘရင်ကိုချင်းသိမင်းကိုကြောက်ရွံ့နေရုံငယ်တို့ရဲ့ကြောက်ရွံ့ခြင်းမျိုးနဲ့ထိန်နှံကြောက်ရွံ့နေကြတယ်။သူရှင်အင်းဝါကိုစံမေဆူခြင်းကရှေးဖုံးကကြောင့်ဖြစ်ပါလိမ့်မယ်ဖေ။အခုကျွန်တော်မျိုးတို့တက်ကပြန်ဆုတ်ခရရဲ့တက်ဖြစ်ပါတယ်။စစ်ပန်းဖြစ်နေပါပြီ။စစ်သည်တို့ကလည်းအပြန်ခီးဖြစ်လို့သွားခီးနောက်စိတ်တက်တက်ကြွမှုမရှိဘူး။ အာရင်ရှုံညော့ပြီးနွမ်းလျက်နေကြပါပြီဖျံအခုအရှင်ကခြီစင်တို့မိတ်ပြီးခြီရင်လေအင်းဝါကိုခက်ခဲစွာလှုပ်ကြံရမယ်လှုပ်ကြံလို့ရရင်လေထီးခိုင်အသေးပြက်များတော့ပါမယ်ဖျံစင်ကြင်ပါဦးဖျံမှန်ပါဖျံအမတ်တိန်လျှောက်တာအရေးဟုတ်ပြီလေခွဲခါဟန်တာရီကိုပြန်ပြီးနောက်ခါနှစ်ကူးရင်အင်းဝါကိုပြန်ခြီရင်လေနောက်မကြပါဘူးဖျံစစ်တီတွေစင်မြင်းတွေကိုဝါလင်အောင်တွင်းမွေးစီပြီးမှပြန်ခြီရင်အင်းဝါကိုလွင်လွင်ရပါလိမ့်မယ်ဖျံ အမတ်တိန်လျှောက်တာကိုမင်းကြီးပြဆာလည်းထောက်ခံတယ်။ဒါပေမဲ့သူ့ရှင်ကဒေါသပြင်းပြီးပါစကားမှပြန်မပြောဘူး။အမတ်ကြီးကလည်းခုချိန်အင်းဝါကိုပြန်ရင်ဟန်တာဝီတက်တွေအထီးကိုင်များမှစိုးရိမ်နေ။ဒါကြောင့်အင်းဝါကိုပြန်ချီမှကြောက်နေကြတယ်။နေပါဦး။ငါသမီးတော်အင်းဝါဆက်တော့ငါသမတ်တော်စုံးမဟာရိကောင်။သူ့ရှင်မိကုံအတွက်သမိန်အဝနိုင်မျက်နှာပြက်နေတယ်။အရှင်သမတ်တော်စုံးမဟာရိလေစင်းနဲ့စုံပြေးကြောင်ကြားပါလေဖေ။သူ့ရှင်မျက်လုံးတွေ မီတောင်မတက်ညည်းရဲသွားတယ်။လက်သေးကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးလေလောင်ထားတဲ့မျက်နာတို့ဒေါသကြောင့်တွေးရောင်လွှမ်းသွားတယ်။တကောက်သားရိုင်းလိုက်လေ။ကိုမရောမကာခွေပဲ။ကိုနုရှုံးပြေတယ်။ချက်ချင်းဟန်သားရီကိုဆုံး။စုံးမဟာရီကိုမိအောင်ဖမ်းကြစမ်း။သူရှင်ရဲ့ဒေါသရကြီးမိန်တန်ဆုံးမူးမက်ဘူပါရီအလောရကြီးနဲ့ဟန်သားရီအပြင်းဆုံးကြတယ်။မတ်တိန်တို့လေအင်းဝါကိုမဆန်ရတဲ့အတွက်စိတ်သက်သာရရသွားတယ်။လီထိုးသားတွေကလည်းသူရှင်အမျက်ကိုလဲကြောက် ရေစုံလဲဖြစ်လို့လေဦးအားကုန်တုံးပြီးလှော်ခန့်နေကြတယ်။အရှင်သမီးရောအင်းဝအောင်ဆက်လိုက်ပြီးဟုတ်လား။တကယ်လားအမတော်ဖျား။မွေကေတာမိဖုရားတဏတုတ်တမယာပြောတဲ့စကားတွေကိုအံ့ဩတကြီးနားထောင်နေတယ်။အင်းဝစစ်ကြီးခီးမှာမိဖုရားဖြစ်တဲ့တဏတုတ်တမယာသူ့ရှင်နဲ့အတူလိုက်ပါခဲ့ပြီ။ပြန်ရောက်လာတာကြောင့်စစ်တနေ့ရွယ်သမီးငယ်လေးရှင်စောဘူးကမိခင်ထံကဲ့ပြီးအလွမ်းသိနေတယ်။မိဖုရားတဏတုတ်တမယာလေး သမီးတော်ကိုချုပ်မြူနေတယ်။ဟုတ်တယ်ကေသာရဲ့။စောမဟာရိကိုလည်းဒလမဖမ်းမိလို့ဒလမပဲအေးမွန်တော်တို့ကကုမြန်လိုက်ကြပြီ။မိဖုရားကမွေးကေသာမိတာကိုညင်သာစွာပြန့်ဖြေတယ်။ရှင်စောပုငယ်လေးကနားမလဲတဲ့အကြည့်တွေနဲ့မေတော်နဲ့မွေးကေသာတို့စကားပြောနေတာကိုနားထောင်နေတယ်။ရှင်စောပုလေးမွေးတဲ့အချိန်မှာပုံနာတို့ကမိဖုရားကောင်ယူဖြစ်မယ်လို့နမိတ်ဖတ်ခဲ့ကြပြီ။နမေဦးနိနံတင့်စွာဝိဟာရဒေဂီကြီးကိုမှဲ့ခေါ်ခဲ့တယ်။ဒါပေမဲ့ ူရှင်ရာစတီတွေကဖြူဖြူဥသမီးငယ်လေးကိုချစ်စနိုးနဲ့မုံနူစောပုရှင်ဖြူလေးလို့ခေါ်ခဲ့ရနေနမေဦးနိနံတင့်စွာဝိဟာရဝဒေဝီလို့မှဲ့ခေါ်ခဲ့တယ်။ဒါပေမဲ့သူရှင်ရာစတီတွေကဖြူဖြူဥသမီးငယ်လေးကိုချစ်စနိုးနဲ့မုံနူစောပုရှင်ဖြူလေးလို့ခေါ်ခဲ့ရနေဝိဟာရဒေဝီနမေပြောက်ပြီးစောပုငယ်စောပုလေးလို့တွင်တော့တယ်။မေမေအဝါတော်တနမေကျော်အင်းကမှထားခဲ့ရလား အင်းဝဘရင်ရဲ့သားတော်နဲ့အမတော်လက်ဆက်ပေးလိုက်ကြပြီကွအမတော်မှာအကူတော်ဆုံးမဟာရီရှိသားပဲ ਉਹ မိဖုရားနှကန်းစူစူနဲ့ပြုံးလိုက်တဲ့စောပုငယ်ရှင်ဖြူလေးရဲ့ကောင်ပုတ်သက်ပြုံးနေတယ်တမီလီကြီးရင်သိပါလိမ့်မယ်မွေကေတာလည်းကြားရတဲ့သတင်းတွေအတွက်တပြင်းချနေမိတယ်ဘိုးစီကမောင်းတန်နှစ်ချက်ပဲ့တင်ထပ်ပြီးထွက်ပေါ်လာတယ်ရှင်ဖြူလေးကမိဖုရားရဲ့ရင်ခွင်အတွင်းကရုံးထွက်ပြီးနန်းဆောင်ပြင်ကိုသွားဖို့ပြင်းတယ် ဘယ်ဦးလဲတမိငယ်အခုတော့စီသူကစောင့်တီးတင်ပေးမယ်လို့ပြောထားလို့ပါမမေရှင်ဖြူလေးကအပြေးသွားရနေမေတော်မီးတာကိုလှည့်ဖြည်းပြီးနန်းဆောင်ပြင်ကိုပြေးထွက်သွားတော့တယ်ထိန်းတော်ကြီးတွေရံရွေတော်ကျုံမငယ်တွေနဲ့နောက်ကနေအပြေးလိုက်သွားကြတယ်ကေတာရဲ့တမိတော်တရားလုံးအင်းဝါရှောက်ထားတော့မောင်ဖျားအင်းဝါကိုနောက်တစ်ချိန်စစ်ပြူအောင်ပါပဲမှန်မမောင်တော်လေးပြောပါရဲ့သူရှင်ကအင်းဝါကိုနောက်တစ်ချိန်စစ်ချီကိုပြင်နေပြီနဲ့ မိဖုရားလည်းတပြင်းချမိတယ်။ကေတာရဲ့အရေးရလည်းရှင်းလိုက်တာ။အင်းဝါဟန်တာရီကိုတိုက်လိုက်။ဟန်တာရီကအင်းဝါကိုတိုက်လိုက်နဲ့။ဒီစီရီကဘယ်တော့မှပြပါမလဲကွယ်။ဒေါ်တာရီအာဃာတရီနဲ့စစ်လို့တဲ့သူတွေကြ။ဒီစစ်ကိုဘလို့မှတားရတော့မင်းမထင်ဘူး။မိဖုရားစကားကြောင့်မွေကေတာမှိုင်သွားတယ်။ဒီနောက်အတိညာအလင်းတစ်ခုမြင်ပြီးမွေကေတာရဲ့မျက်နှာဝင်းပသွားတယ်။စစ်ပြိုင်နိုင်တဲ့ယောက်ျားသားတွေစာကျွန်တော်မျိုးမလို့လို့ စစ်မပြိုင်နဲ့မိမသားတွေအုပ်ချုပ်ရင်စစ်ဖြစ်တော့မင်မထင်ဘူးနော်ရှုတင်းရပြောလိုက်တဲ့မွေကေတာစကားကိုသဘောကျပြီးမိဖုရားရှိနိုင်မိတယ်တရဲခက်ရဲရှိတဲ့မင်းယောက်ျားတွေတော့ထီနန်းရဖို့အချင်းချင်းတိုက်ခိုက်တက်ဖြန့်နေကြတာကွယ်သူများလိုအားနွေးတဲ့မိမသားတွေပေမာများနေရရလိမ့်မလဲကေတာရဲ့သူများကိုစစ်ထွန်းယောက်ျားတွေရဲ့အလုတ်ကျွေးအစီပားလို့သာသဘောထားကြတယ်မို့လားမဖုရားရဲ့ကေတာတော့ပြင်လေစစ်ကူမုန်းလိုက်တာ ကြရင်စစ်ကူမုံနာနဲ့စစ်တိုက်တဲ့လူတွေကိုပါမုံပြီးတော့မှာပဲယောက်ျားသားတွေကိုစစ်မှတ်ပြုရေးထက်တိုင်းပြည်တာယာရေးမှာခုံမင်းစေခြင်းလိုက်တာကျွန်တော်မျိုးမသားဆိုရင်စစ်ခင်းနေရာထက်ပြည်ရွာတာယာဖို့ပဲလုပ်နေမှာ ခမဲတော်ဒုံးမကြပြီးတဲ့ကျွန်တော်မျိုးမစစ်ကိုဆက်ဆုပ်သွားခဲ့တာစစ်ကိုယွန်းရှာခဲ့တာစစ်ကိုမုန်းခဲ့တာပါဗျာခမဲတော်လည်းစစ်အတွင်းကြခဲ့ပြီးခင်မုန်းယောက်ျားကြပြန်တော့လေစစ်ကိုခုံမင်းနဲ့သူဖြစ်နေပြန်ရော ကျွန်တော်မျိုးမဖြစ်တားယောက်ကြားလီတော့မလူကျင်တော့ပါဘူးစစ်ကူမုံမကေးတာရေစစ်တိုက်တဲ့လူတွေကိုတော့မမုံလိုက်ပါနဲ့သူတို့ကပြည်ရွာကိုကကွယ်နေကြတာမို့လားမဖျားလဲကေးတာလူတွေးမိပါတယ်တားတော်လေးတွေကိုစစ်မှန်ရှိကိုမခုံမင်းစေခြင်းဒါပေမဲ့တားကြီးကအနေအေးတဲ့နောက်တားငယ်ကစစ်ကြီးကိုခုံမင်းလှတယ်သားတော်ငယ်ပညာရှင်အလေးခမဲတော်လူဖြစ်လာလေဦးမေစစ်ပြူဖို့အာတန်နေကြရဲ့ကလေးတွေအတွက်မဖျားလည်းရှင်လေးပါရဲ့ မိဖုရားတလသုတ်တံမယစကားပြောတာရက်ပြီးတပြင်းချနေတယ်။မွေကေသားလည်းအတွေးနေချက်နေမိတော့တယ်။ခုလည်းနှစ်ကူးတာနဲ့ပြီကိုချီကြမယ်လို့မောင်ဖုရားခဏခဏပြောနေနေရဲ့။နောက်ထပ်စစ်ပွဲတွေဖြစ်အောင်မြင်ထင်မှပြတတ်နိုင်ပါမလဲမဖုရားရဲ့။ကျွန်တော်မျိုးမတို့အစိုးရတာမှမဟုတ်တာပဲ။ကံစီမှန်ရပေါ့။ဒီလိုပဲဖြေရတော့မပေါ်ကေသားရဲ့။မိဖုရားရောမွေကေသားပါတွေးကိုစီနဲ့ငြိမ်သက်သွားကြတယ်။နှုတ်ဆက်နေပြီမေ။စိတ်တွင်းမှာ ရီမှတ်မရတော့တဲ့အတွေးအယုံတွေထွေပြားနေတယ်။ရှုပ်ခန္ဓာနန်းဆောင်တွင်တည်နေပေမယ့်နန်းစိတ်ကဖုန်နှုံးတွေတထောင်ထောင်ထပြီးဓာလန့်လေးများတွေဝဲပြန်နေတဲ့စစ်တလင်းအတွင်လက်နက်ကိုစီနဲ့ဒေါသလကြီးတိုက်ခိုက်နေတဲ့စီချင်းတိုက်ပွဲတွေကြားမီးလောင်ပြာကျနေတဲ့တက်တွေအပြက်စီးတွေနဲ့ရှုမြင်လို့စိတ်နှလုံးမချမ်းမြေ့ဖွယ်ငရဲခန်းတွေလက်နက်တင်လို့ရောမီးလောင်လို့ရောရှုပ်ပြက်ဆင်းပြက်တိတ်ဆုပ်နေသူတွေကျိုးပြက်ပဲ့ရှာပြီး ညင်းညူအိုဟိနေသူတွေကိုစိတ်အယုံမှာထင်းထင်းလင်းလင်းမြင်နေကြရတယ်။တိုင်လဲဖြူဖြူထိုးလဲရုပ်ရုပ်စုပ်လဲညင်းကြီးချီလဲကြွကြွချလဲကြက်ကြက်ရှင်လဲမှန်မှန်ပြန်လဲဆိုင်ဆိုင်စစ်တိုက်ပြီးပြီးစစ်ချီစစ်သွာဖြစ်သောအားကြောင့်ထူပြားမဆူမညှူးမနွမ်းတဝန်းနေဖွာလူအလားသူတပားမရွေဥပေမခူမယူမဖိတ်တစိတ်သေးကျုံတခြားယုံ၍ နှလုံးမကွဲကြစေနဲ့လဝဲတုံတရနန္ဒီတေနာပြုသူရှင်ရာစတီတွေနှစ်ကူးတာနဲ့အခဲမကြီးတဲ့ပြည်မျိုးကိုရေချောင်းကြီးချောင်းနဲ့ကြီးပြန်နေဒီနှစ်မှာဥပါကောင်းကိုတမီရောတနမေစောနဲ့လက်ထက်ထိမ်းများပေးပြီးဖောင်နှင်းမျိုးကိုလည်းစားစီခဲ့တယ်ညနေစည်းစာချိန်နေရောင်ကမှိန်ဖြော့ဖြော့တကုံလန်တွေရဲရဲနေရောင်လွှင့်ထားတဲ့တိုင်လီကြော့လေးတွေအရာရီမြစ်ကိုအပြင်းဆန်လာကြတယ်မြကန်းထက်မှာ စင်တက်မြင်းတက်တွေချီလင်းတက်တွေဟာလိုင်းထန်နေတဲ့ဒီရီလိုတလိမ့်လိမ့်တက်လာကြတယ်ဒေါသရကြီးချီတက်လာရင်တက်တွေရဲ့နောက်ဆုံးစုံမက်ကပြည်မြုပ်ဒီမြုပ်ဟာအပြင်းချီနာတဲ့စစ်တက်ကြီးကိုကြောခိုင်းပြီးတိတ်ဆိတ်ငြိမ်သက်နေတယ်ပြည်နဲ့နီးနာတာနဲ့အမျှစစ်ကြီးစစ်မောင်းတန်တွေပို့ပြီးတော့ကျင်းလာတယ်စစ်တီတွေရဲ့ခြေတန်းကာချင်းရိုက်တန်းလက်နဲ့ချင်းထိခိုက်တန်းတွေမိုးချင်းတန်းတို့မြတ်တုံဟင်းနေတယ်မြေကြီးအောင်တုံသွားမတတ်ပဲ။ ဒီမျိုးတွင် လူသူရှိခါတွေအပြည့်စုံထဲ့သွင်းစီရင်ထားတဲ့အတိုင်းအင်အားကြီးနာရဲ့တက်ကြောင်ပြည်မျိုးသားတွေထိန်းနှံတုန်လှုပ်နေကြတယ်။မြစ်ချောင်းကစံတက်လာတဲ့လှေတွေကပြည်မျိုးစိတ်ကိုရှောက်တာနဲ့ကန်းကိုကက်ပြီးဓာလန်တွေကင်ထားတဲ့စစ်တီတွေကပြည်မျိုးရှိရာကိုပြေးလွှာတက်လာကြတယ်။နေဝင်ဖြိုးဖျက်အချိန်ပြည်မျိုးရှိရာကိုကစုံဆိုင်ပြေးတက်လာကြတဲ့စစ်တီတို့ကနေရိုင်းအုပ်ကိုမောင်းသွင်းသလိုမျိုးပဲ။ကြီးတကချီနာတဲ့တိုက်စင်တွေကရှေ့ကိုခြုံထွက်နေတဲ့အဆွဲတွေကို ဘဲညာဝှေ့ပြီးနှမောင်းကိုဘဲညာလွှဲရက်ပြီးမြူယိုးရှိရာကိုကမူးရှူတို့တက်လာကြတယ်။တိုက်စင်တို့ထက်မှာဟန်တာဝီတက်မှုတွေဟာအကြမ်းလက်မရှိကုကဲနေတယ်။မြို့နားကိုရန်သူတွေကတ်လာတဲ့အချိန်ပြည်မျိုးကမလုံမရှက်ရှိနေတယ်။ဒါကအပြင်းမအမြင်ဖြစ်နေမယ်။မြို့အတွင်းမှာပြည်မျိုးစားဖြစ်တဲ့လက်ရပြန့်ချီတရင်ရနေမချွရသေးတဲ့တားကိုကြစ်ကြစ်ပေါင်းဆုပ်ကင်ပြီး ချက်ဝိတစားပြေဝစ်စင်ပြီးတော့မြူယူထက်တက်ကြီးစင်းကြီးရန်သူတက်တွေကိုအခဲခက်ပြီး မိမိတက်ကိုကုကဲနေတယ်။မြို့ရိုးမြို့တွင်းကနေခြေကန်တီထားတဲ့လေကားတွေကနေအုတ်ကြောင်တစ်တွေပွင့်လျက်ရှိဘူးတွေပြီးတက်သားတို့ကမြို့ရိုးထက်ကိုအလောရကြီးထမ်းတင်နေကြတယ်။မြို့ရိုးထက်သူရဲကိုယ်ကြီးချာမှာလေးတီကိုပုံးွယ်နေရယူကြပြီးပြစ်ကွင်းကိုရှောင်းအောင်စောင့်နေကြတယ်။သူရဲပြေးတစ်ယောက်မှာရန်သူတွေတက်လာရင်ပြစ်ချဖို့အသင့်ပြန်ထားတဲ့ကြောက်တုံးကြောက်ခဲတွေလက်နက်တွေပုံထားကြတယ်။ကျုံတစ်ယောက်မှာရှိတဲ့ ုံကူတရာအားလုံးနှိပါးကိုလည်းဖြတ်ထားပြီးဖြစ်လို့ဖြတ်မရတဲ့တရာတစ်စင်းတစ်စင်းပဲရှိတယ်။မြို့တကားတွေကိုတကားပြင်မှာသုံးဆင့်ရှူတဲ့ရှင်တားတွေတကားအတွင်းမှာသုံးနှံရှူတဲ့ရက်ဖောက်တွေတကားရဲ့နှစ်ဖက်မှာတန်ခွင်းတက်တဲ့ကြီးရှူတွေအသေးပိတ်ပြီးတော့နောက်ကနေခိုင်ခန့်နေတင်လုံးတွေနဲ့ကြားကန်ထားတယ်။အတွင်းကနေလေကြောက်သေးအုပ်တွေကိုခြေခံပြီးတော့ပိတ်ဆို့ထားကြတယ်။လက်ရပြန်ကြည့်ရညဖန်မျက်နှာမူနေတဲ့မြို့ရိုးအလေတကားပြာကြီးမှရက်ပြီး အပြေးချီနာတဲ့ဟန်တာရီတက်တွေကိုကြည်နေတယ်။သူရဲ့ခိုးရီကြားကနေလေးတီတို့ကလေးညို့တင်ပြီးရန်သူတွေကိုချိန်ရွေပြီးတော့အသင့်အနေထားနဲ့တက်မှုရဲ့အမိန့်ကိုစောင့်နေကြတယ်။တက်ကြဟိမြို့တကားကိုဖျက်ကြ။ညာတန်ပေးပြီးကျွေးကြုံလာတဲ့တန်စစ်တီတွေရဲ့အာမန်ပြည်နဲ့အော်ဟစ်တန်တွေကမြို့ရိုးနဲ့နီးလာတာနဲ့အမျှလင်းဒီချမ်းတိုက်တယ်လို့ကြားနေရတယ်။ချင်းနေတက်လာတဲ့စစ်တီတို့ကကျုံထိတ်ကိုရောက်တော့မတင်လာတဲ့လှေတွေကိုကျုံတွင်းချတယ်။ စစ်တီရီယာသူ့စုနဲ့သူလေပေါ်ရီထက်တက်ပြီးကျုံးဝင်ကူးကြတယ်။ကျုံးကအပေါ်ရံမှာပွင့်ရာနေငုံနေတဲ့ကြာဘူးရက်တွေရေမော်ကစုံတွေနဲ့စိမ့်မြမြဗရာတာပြည့်ရတဲ့နောက်မမြင်ရတဲ့ရေအောက်မှာပွင့်ရံနဲ့ဆန့်ကျင်ဘက်ပဲရှမ်းသူတက်တွေဖြက်ကူးလို့မရစေဘူးစိုက်ထားတဲ့စူးညောင်တွေငုတ်တိုင်တွေပုံရှုနေကြတယ်။တချို့နေရာတွေမှာဆွေးမြေနေတဲ့ရှမ်းသူတက်သားတွေရဲ့အယိုးစုတွေကိုရေညှိတက်လျက်နေမြုံနေကြတယ်။ တချို့နေရာမှာဆွေးမြေ့နေတဲ့ရန်သူတပ်သားတို့ရဲ့အယိုးစုတွေရေနှိတက်ပြီးနစ်မြုပ်နေကြတယ်။မြို့ရိုးနဲ့ကျုံးတွေကရန်သူခုခံဟန်တားဖို့တိစောက်ထားတာပြီးသားလာတယ်။ကျုံးလေကိုရောက်လူနေမှာကျုံးကိုကူးနေတဲ့ဟန်တားဝီတပ်သားတွေရဲ့လှီတွေကကျုံးလေမှာစိုက်ထားတဲ့ငုတ်တွေကြောင့်ဖီလာကန့်နဲ့ရောထွေးရှက်တင်ဖြစ်နေကြတယ်။လေချို့ကလည်းဝမ်းကွဲကုန်နေ။ရေမှာကျွမ်းကျင်တဲ့အောက်သားတွေကလေကိုထားပြီးရေကူးပြီးတော့ကျုံးကိုကူးကြတယ်။ပြည့် ကြာဟိန်တန်လူထွက်ပေါ်လာတဲ့အမိန်ပေးတန်ဆုံးအမောင်ကျနေရဲ့မြို့ရိုးထက်မှရှိတဲ့ပြအူးတွေကနေမိတွေဟုံကနေတောက်လာကြတယ်။ရုတ်တရက်ဖြစ်လို့မြို့ရိုးငေးကြည့်နေတဲ့ဟန်သားကြီးတက်သားတွေပေါ့။ညားတဲ့ပေါင်းများစွာမိုးရွာသလိုတဖြောဖြောကျလာတယ်။တတိကောင်းတဲ့တက်သားတွေကဘယ်လက်ကကင်ထားတဲ့ကာရီနဲ့ကာပြီးညာလက်ကဓာတ်တဝုံဝုံနဲ့ရှိကိုဆက်ပြီးတော့တက်ကြတယ်။တတိနှလို့ဖြစ်တဲ့တက်သားတွေညားထီကုန်တယ်။အစိမ့်နူးထားတဲ့ညားစိတ်ကြောင့်စေလင်လောက်သာပြေးနိုင်တယ် တုံယုံလဲကြကုန်နေမိမိတက်တွေလဲနေပြီမဲ့ဘသူပဲပါမသိမယူသေးဆောင်မဲ့သူမရှိလဲကြနေသူတွေကြော်တက်ပြီးမြို့ကိုရှားဖို့အတွက်စိတ်စိုးနေဆက်ပြီးတော့တက်ကြတယ်တဖန်အပြားကိုစီဆုပ်ပြီးမိရှို့ထားတဲ့မြားတွေကြာလာပြန်တယ်မိမြားတွေကကြာရနေရတဝိုက်ကိုလောင်ကျွမ်းစီတယ်အဲ့ဒီမြားတွေကကားကိုမှန်ရင်တေးဖုံးထားတဲ့ကားကိုရောလူကိုမှန်ရင်လူကလောင်ကျွမ်းပြက်စီးစီတယ်မိမြားတွေရဲ့ကြာရနေရကို လောင်ကျွမ်းနေတဲ့မီးတောက်ကြောင့်မြေပြင်မှာရှိတဲ့ဟန်တာဝီတက်တွေကိုပြည်သားတွေမှောင်ရီပြိုးစအမှောင်တို့ကိုလွန်ဆန်ပြီးကောင်းစွာမြင်နေရတယ်။တိုက်စင်တွေကလည်းချက်မထားတဲ့ကျုံကူတရားကနေမြူရကန်ကိုဥကင်းနဲ့အတင်းဝင်ဆောင်ကြတယ်။တစ်ကြိမ်ဆောင်နှစ်ကြိမ်ဆောင်ယူနေမြူရကန်မတော်မလို့ကြန့်ကြန့်ခန့်နေတယ်။တိုက်စင်တွေကတစ်ကြိမ်ဆောင်ပြီးတာနဲ့နောက်ကိုခြေလန်းလေးငါးလန်းဆုပ်ပြီးအာယူပြီးတဲ့နောက်နောက်တစ်ကြိမ်အရှိန်နဲ့ပြေးဝင်ဆောင်ပြန်တယ်။ခိုင်ခန့်နဲ့မြူရကန်နဲ့ အချိန်ချင်းစောင့်နေတန်းကြောင့်စင်တွေရဲ့ဥက္ကယသွေးတွေယိုစီးကျလာတယ်။သူရှင်ရာစာတီတွေကစင်ထက်ကနေတက်ကိုကုကရင်ပြားထက်မှရှိတဲ့ပြီစားလက်ရပြန့်ကြီးကိုမီးရောင်အောက်မှာထင်းထင်းရှားရှားမြင်လိုက်ရတယ်။လက်ရပြန့်ကြီးကလည်းသူရှင်ကိုလှမ်းမြင်နေလက်ရပြန့်ကြီးရှိရာမြို့ရိုးနဲ့သူရှင်ရှိရာစစ်တနင်းပြင်ကညာတပေးထက်တာရှိနေတယ်။အဲကောင်ပဲငါ့ကိုလေးနဲ့မြပေးစမ်းမှန်မှဖေ။စင်ကုန်းလျာအဲကောင်ပဲက စင်ထက်တင်တင်ထားတဲ့လေးနဲ့မြောက်ဆက်တယ်။သူရှင်ရမြားကြီးတော့တွင်ရအစိမ့်နူးမြားတစ်ချောင်းကိုယူပြီးလေးညို့မှာတင်ပြီးတော့လက်ရပြန်ကြည့်ရရင်ဝတဲတဲ့ဥတီဝင်လာတဲ့မြားကိုအနီးမှာရှိတဲ့စစ်တီတယောက်ရဲ့ကားကိုဆွဲယူပြီးအလင်းမြန်ကန်လိုက်နိုင်တယ်။မြားတပြေးထက်သားတာကိုထိအောင်ပြစ်နိုင်တဲ့သူရှင်ရလက်စွမ်းကိုအဲကောင်ပင်တော့အံ့ဩမိတယ်။သူရှင်ကလည်းချက်ချင်းဒုတိယမြောက်မြားနဲ့ထပ်မံပြစ်တယ်။ဒီနေ့တို့လက်ရပြန်ကြည့်ရလဲတရင်ရမချွတ်ရသေးတဲ့ဓာတ်နဲ့ပုတ်ထုတ်တယ် သူရှင်ကစက်တိုက်ဆိုသလိုတတရားများနဲ့ထက်ပြီးတော့ပြစ်တယ်။ဒီအချိန်မှာလက်ရပြန်ကြီးရှောင်းမနေတော့ဘဲသူရှင်မြင်ကွင်းကနေလုံလုံပြောက်ွယ်သွားတယ်။သူရှင်ပြစ်တယ်မြလက်ရပြန်ကြီးရက်ခဲတဲ့နေရာအနောက်မှာရှိတဲ့ပြတ်တန်ကိုစိုက်ဝင်သွားတယ်။ဒီမြချက်ကလက်ရပြန်ကြီးကိုထိခဲ့ရင်တော့ဒီမြချက်ကလက်ရပြန်ကြီးကိုထိခဲ့ရင်တော့ရှင်ဝါကိုထုတ်ချင်းခတ်နိုင်တော့တယ်။မိဘတန်ခပြင်းပြင်းနဲ့အတူသူရှင်ရာစတီးရွေအနီးမှာရှိတဲ့ကိုကိုပင်ငယ် ဂိုင်းချူကျိုးကြပြီးမီးနောင်သွားတယ်။တိုက်ပွဲအတွေ့အကြုံရှိတဲ့သူရှင်ရဲ့စင်ကရွဲ့တွေတော်လန့်ပြီးတော့နောက်တွန့်သွားတယ်။ထိန်းကူကောင်းနေစင်ခဲကြောင့်ဟန်ချက်ပြတ်မသွားဘူး။တက်တွေမြို့ရိုးရအောင်ဖောက်ကြစမ်းမှန်ပါဗျာ။သူရှင်ရဲ့အမိန့်တန်ဆုံးသူရှင်အနီးလက်ရာမှာရှိတဲ့အမတ်တွေစင်ကိုချုံးပွင့်ပြီးတမူးတွေရှိရာစစ်တလင်းကိုတိုးဝင်နေတဖက်မှာပြည်တဲ့တွေကမြားလန်တွေနဲ့ပြည်နေကြတဲ့အနီးဟန်တာဝီတက်တော်သားတွေကကျုံတစ်ဖက်ကူးပြီး မြို့ရိုးချီကိုရောက်ကြကုန်ပြီမြို့ရိုးတက်ပြီးမြို့အတွင်းဝင်နိုင်မှုအတွက်လှေကားတွေထောင်ပြီးတော့တက်ကြတယ်မြို့ရိုးထဲသူရဲခိုးတွေနားထိထောင်တက်လာတဲ့လှေကားတွေကိုပြည်သားတွေကလှန့်ချတာကြောင့်မြို့ရိုးပေါ်တက်နေတဲ့စစ်တီးအချို့ကျုံတွင်ပြုတ်ကြတယ်ကျုံတွင်ပြုတ်ကြသူတွေမြို့ရိုးထက်ကပြုတ်ကြသူတွေကအောက်မှာထောင်ထားတဲ့ငုံညောင်တွေထိမိသူတွေနေရာမှာတေးကြတယ်မထိမိသူတွေကကျိုးပေဒဏ်ရာရတယ်ဒဏ်ရာရပြီမဲ့အသက်မသေးသူတိုင်းမြို့ရိုးထက်တက်ဖို့ပြန်ပြီးစူးစမ်းတယ် တိုက်ပွဲဟာစုညံ့အုံဟိပြီးပြင်းထန်ဆုံးအခြေအနေကိုရောက်နေနေလုံးဝရှခိုင်းရိုးမဆိုရနေကွေပြောက်သွားပြီးအမောင်တို့ကစစ်တလင်းပေါ်ကိုရောက်လာပြီစစ်တလင်းပြန်ရလဲအမောင်ကြပြီးမီးဆွဲလောင်နေတဲ့နေရာတွေကမီးအောင်ကြောင့်သာမှုန်ကြီးမှုန်ဝါမြင်နေရတယ်ဟန်တာရီတက်တွေကမြို့တွင်းဝင်နိုင်ရဲ့အတွက်ကြကုတ်ကြခဲမြို့ပြန်ရနေစူးစားနေကြည်သားတို့ကလည်းမြို့ရိုးမပေါက်စေဖို့မြို့တွင်းကနေအသေးနဲ့ခုခံကြတယ်ဟန်တာရီတက်တွေကပြန်ပြစ်တဲ့လက်နဲ့ကြောင့် ပြည်သားတယောက်ကြာရင်နောက်တယောက်အဲ့ဒီနေရာမှာကြာသွားတဲ့သူရဲ့လက်နက်နဲ့အသင်တိုက်ဖို့ရှိနေတယ်။ဟန်တာဝီတက်သားတွေကလေကားထောင်ပြီးတက်သူတွေနဲ့တချို့ကလည်းကျိုးတက်ထားတဲ့တန်ဆူးောက်ပါတဲ့တန်ကြိတ်တွေကိုညူယိုးပေါ်ပြစ်တင်ပြီးညူယိုးကိုကျိုးနဲ့တွဲတက်ကြတယ်။ဒီလိုကျိုးစားတက်နေတဲ့သူတွေကိုပြည်သားတွေကကြောက်တုံးကြောက်ခဲရင်းနဲ့ပြစ်ကြတယ်။ဟန်တာဝီသားတွေထိခိုက်ပြီးအချို့နဲ့တေးကြတယ်။ကြောက်ခဲတွေကုံတော့မိရှုထားတဲ့တင်လုံးတွေကိုညူယိုးပေါ်ကလှန့်ကြတယ်။ ဖန်သားတွေသားတွေမီးလောင်ထိခိုက်ပြီးမြူရိုးချီကိုပြုတ်ကြတယ်။မြူရိုးပေါ်ကပြုတ်မကျသေးသူတွေနဲ့မြူရိုးပေါ်ကလိမ့်ကြပြီးမသေးသူတို့ကမြူရိုးပေါ်တက်ဖို့ထမှန်ကြိုးစားတယ်။ပွင့်လျက်ရှိဘူးရှင်နွေးပိုးပွင့်စုတွေကိုမြူရိုးပေါ်ကလောင်းချပြန်တယ်။ပူလောင်ကုန်တဲ့ဟန်သားတွေသားတွေမီးလောင်ခံရသူတွေသွေးယူသွေးရဲနဲ့အော်ဟစ်ပြီးကြုံတွင်ခုန်ချပြေးကြတယ်။တချို့ဟန်သားတွေတက်သားအနေငယ်ရသာမြူရိုးထိတ်ကိုရောက်လို့နေဖြစ်နေတယ်။ပြည်သားတွေကမြူရိုးထိန်သာရောက်လာသူတွေကိုလည်း မလွတ်စေရလေးနဲ့အနီးကပ်ပြစ်တယ်။လှန်ရှည်နဲ့လှမ်းထိုးတော့ပြန်ပြီးတော့ပြုတ်ကြတယ်။လက်နဲ့ထိပြီးပြုတ်ကြတဲ့ဟန်တာရီစစ်တီတွေအသက်ဆုံးတာများတယ်။အားလုံးထက်လွန်ခဲ့ပြီးကံကောင်းတဲ့ဟန်တာရီတက်သားအနေငယ်သာမြေရိုးထက်ကိုရောက်ကြတယ်။ဒီလိုရောက်လာသူတွေကိုပြည်စားတို့ကသူရဲခိုးသူရဲကားတွေချာပြောင်းပုတ်ကနေဓာလန်တွေနဲ့အသေးထိုးတက်ပြီးကန်ချကြတယ်။ညအမောင်တိကြပြီးကောင်းကင်မှာကြဲချူထွက်လာပြီးတိုက်ပွဲချင်းကြလာတာနဲ့မျှ ဟန်တာရီတက်တွေဘက်ကထိခိုက်ကြဆုံများလာ၏ကြဆုံများတဲ့အတိုင်စစ်တီသူရဲတွေမကြောက်မရွံ့နောက်မတွန့်မေရှင်နီအတိုင်ရှိကိုတက်နေမြေပြည်စားလက်ရပြန်ကြီးရဲ့အစီမံအကူညံ့အောက်မှာပြည်သားတို့ကလည်းကြောက်တိုင်းပမာကြံ့ကြံ့ခန့်နေတယ်ဟန်တာရီဘက်ကကြထားတဲ့အလောင်းတွေပုံလာပြီးတံရရသူတွေလည်းများလာတယ်တဲကြီးမဲကြီးတိုက်နေတဲ့ဟန်တာရီတက်တွေရဲ့အုံဟစ်တံကိုကြော်ပြီးအချက်ပေးခရယာတံနောက်ကထွက်ပေါ်လာတယ် တန်လာရအောင်ဟန်တာရီတမှုတွေအလုံးလှည့်ကြည့်မိတယ်။တိုက်ပွဲရဲ့အစုံမှောင်ရိပ်ကြာနေနောက်ခိုင်းပြီးလှည့်ပြန်သွားတဲ့သူ့ရှင်ရဲ့စင်ကိုမြင်လိုက်ရတယ်။ကြားလိုက်ရတဲ့အချက်ပေးခရတန်တက်ဆုပ်တဲ့ခရတန်ပဲ။အလုံးစုတ်ကြအလောင်းတွေကဒံရရသူတွေတွဲခေါ်ခဲ့။ဟန်တာရီတမှုတွေရဲ့အိုဟစ်အမိန်ပေးတဲ့နီးထွက်ပေါ်လာပြီးတဲ့နောက်ဒုတိယကြိမ်ခရတန်ကြားရတယ်။ဟန်တာရီတက်တွေတက်ဆုပ်ပြီးပြင့်လို့ဤဘက်ကစစ်တီတွေလည်းတိုက်ခိုက်ခြင်းကိုရပ်လိုက်ကြတယ်။ စစ်တလင်းမှာပြန်ကျဲနေတဲ့အလောင်းတွေကိုထန်းသူတွေထန်းကြတယ်။ဒဏ်ရာရပြီးညင်းညူနေသူတွေကိုလည်းတွဲခေါ်သွားကြတယ်။အလောင်းကောင်တွေရဲ့ဟန်တာတွေတက်သားတွေကမိမိတို့အတိမိတ်ဆွေသွေးတောက်အကျက်တွေရဲ့နာမည်တွေကိုဟိပြီးတော့ရှာနေကြတယ်။တချို့လည်းမသိကြပဲတက်ရှင်လေးရဲ့တွေ့တော့ပျော်ကြတယ်။တချို့ကလည်းလက်နဲ့တင့်ပြီးအသက်မဲ့နေတဲ့ကိုယ်သာတွေ့ရတော့ဝန်းနေပက်လက်နဲ့ရှင်ပတ်ချူပြီးငိုကြွေးကြတယ်။အလောင်းကိုထမ်းပြီးပြန်ကြတယ်။ပိုင်ရှင်မဲ့တဲ့အလောင်းတွေက မြေပေါ်မှာလဲကျနေမြေဓာလန်တွေနဲ့တိုက်ခိုက်တမ်းမဟုတ်တော့ဘဲညင်းညူနေသူတွေရဲ့တမ်းအိုဟိအကူကြီးတောင်းနေရဲ့တမ်းငိုကြွေးနေရဲ့တမ်းတွေနဲ့စုနေတယ်မိလောင်နေရဲ့အချို့နေရာတွေမှာမိခိုးတွေဥနေတယ်စစ်ရှုံးတာမဟုတ်ပေမဲ့တက်ဆုပ်ပြီးပြန်လိုက်ရတဲ့ဟန်တာဝီတက်တွေအားရင်ကုန်ခန့်ပြီးစစ်ချီစင်းရလို့တက်ကြွခြင်းမရှိတော့လေးကန်နဲ့ခြေလန်းတွေကိုအာယူလှမ်းပြီးပြန်ဆုတ်ခွာသွားကြတယ်ပြိတ္တများရှင် ဒီနေ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။